ကိုပိုလိုရဲ့မှတ်တမ်းထဲမှာတော့မြမဘရင်ကိုတိုင်းတက်ကိုဦးစီးရင်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားခဲ့ပေမဲ့မြမသမိုင်းတွေကအချက်အလက်တွေတော့ကွဲပြားမှုရှိပါတယ်မြမတို့ကတိုက်စင်2000တက်ကြီးအပါအဝင် မြင့်တက်ခြေလျင်တက်စရှိတဲ့အင်အားအများအပြားနဲ့ချီတက်လာကြောင်းသတင်းကိုကြားသိရတယ်ယွန်းချင်းနယ်စာမွန်ဂိုလူမျိုးဘရင်ခန်နာဆာဦးတင်ကအစီအမံတွေကိုပြုလုပ်ခဲ့ပါတယ် သူတို့ရဲ့လက်နက်တွေထဲမှာတိုက်စင်တို့မှာဆင်ရင်ထားတဲ့ဇဝတ်ဒစာတွေကိုဖောက်ထွင်းနိုင်တဲ့လေးများတို့ပိုင်ဆိုင်ထားပါတယ်။ NASA ဦးတင်ကမြမတက်ရအောင်မဆောင်တော့ဘဲနဲ့လေးတီတော်12000နဲ့တာပေမြဆောင်အတိုင်းတော့ရိတ်ခိုးစုံစင်းလာခဲ့ပြီးတော့လွင်ပြင်ငယ်တစ်ခုကိုစစ်မြေပြင်အဖြစ်ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။မြမတက်ကကွေးမြင်အတွင်းကိုတိုက်စင်2000တန်းစီပြီးရှေ့မှာဥဆောင်တိုက်ပြီးတော့မြင့်တက်ခြေလင်းတက်တို့ကနောက်မှာဆန်ရန်တက်ဖြန့်တိုက်ခိုက်ပါတယ်။မြမတက်ဟာဆင်ရဲကြောက်ကုန်းထံမှာခန့်တက်တပွဲစီမံပြုလုပ်ထားတဲ့ ပေါင်းမိုးထဲမှာလေးတီကျော်နဲ့လှန်ကိုင်းစစ်တီတို့နေရာယူလျက်ရှေ့ကိုအပြင်းချီတက်တိုးဝင်ကတွေ့ရကိုနင်းချေတိုက်ခိုက်ခဲ့ပါတယ်မြန်မာတိုက်စီတွေကိုရန်သူရဲ့မြားချက်လမ်းချက်တွေခန္ဓာရည်ရှိစေဖို့ကျောဝတ်တစားတွေကိုစီရင်ထားခဲ့ပါတယ်လေးတီကျော်တို့ကစင်ထက်မှာမြားတို့ကိုမိုးတီမုတ်ပေါက်ပမာပြစ်လွတ်ကြရာရန်သူတပ်သားများကဖြိုခွဲပြီးတော့